မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်မဲ့အောင်လိုက်ဟာသူလက်အောက်ခံနိုင်ငံသားသုံးဝေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမြာထွန်းဦးကိုဖယ်ရှားပြီး new source ဆိုသူကိုအဲ့ဒီနေရာမှာပြောင်းလဲခန့်အပ်လိုက်လို့လက်ရှိသူတို့စစ်အုပ်စုအတွက်ဒေါ်လာအဝင်းနေပါနေမှုကြောင့်ပြပသွင်းကုန်တွေအလုံးနီးပါးကိုလည်းတင်သွင်းခွင့်ပိတ်ပင်ထားတယ်ဆိုပါတယ် အမျိုးသားညီညွတ်အစိုးရအင်ဂျီကာကွယ်ရေးဝန်ကြီးဌာနက PDF အထူးတိုင်းစစ်ဌာနကိုအောက်တိုဘာ29ရက်နေ့မှာထပ်မံဖွဲ့စည်းပြီးစစ်ရေးအရှင်မြင့်မယ်လို့တရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်မဲအွန်လိုင်းကတူလောက်ခန်းနိုင်ငံခြားဘုံငွေကြီးကြမ်းမှုကော်မတီဥက္ကဋ္ဌမြတ်ထွန်းဦးကိုဖယ်ရှားပြီးညိုစောဆိုသူကိုအဲ့ဒီနေရာမှာပြောင်းလဲခန့်အပ်လိုက်တယ်လို့လက်ရှိသူတို့စစ်အုပ်စုအတွက်ဒေါ်လာအဝင်နှဲပါနေမှုကြောင့် ပြည်ပတွင်းကုန်တွေအားလုံးနှိပါကိုလည်းတင်သွင်းကွက်ပိတ်ပင်ထားတယ်လို့ UMSCCI ရဲ့စီးပွားရေးလုပ်ငန်းရှင်တဦးကပြောထားပါတယ်။လက်တလုံးမှာတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူ့လက်အောက်ခံနိုင်ငံခြားသုံးဝေကြီးကြံမှုကော်မတီဥက္ကဋ္ဌမြတ်ထုံးဦးကိုဇော်လိုင်လ31ရက်နေ့မှာသူတို့ရဲ့စစ်ကောင်းစီကိုဖျက်သိမ်းပြီးတဲ့နောက်အဲ့ဒီနေရာမှာမင်းအောင်လိုင်လူယုံညိုဆော့ဆိုသူကိုဩဂလ6ရက်နေ့ကပဲပြောင်းလဲခန့်အပ်လိုက်ပြန်တယ်ဆိုပါတယ်။အဲ့ဒီမှာ ဝင်ကြီးအဆင့်6ဦးပါဝင်တဲ့နိုင်ငံခြားပုံွေကြီးကြပ်မှုကော်မတီကိုပါအသစ်ဖွဲ့စည်းထားပြန်တယ်လို့လက်ရှိဝင်ကြီးချုပ်အဖြစ်ခန့်အပ်ထားတဲ့ညိုစောကပဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးအဓိကနိုင်ငံခြားပုံွေကိုစီစစ်တင်းကျပ်ဖို့ဖြစ်တဲ့အပြင်အဓိကလိုအပ်တဲ့73စီးစေဝါစား3စီးဓမြင့်ဩဇာပူတဆင်းနဲ့လိုအပ်တဲ့နိုင်ငံခြားငွေတွေကိုစီစစ်ခွင့်ပြုဖို့ဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့လက်ရှိအကြပ်ဖက်မဲအောင်လိုက်ခေါင်းဆောင်နဲ့စစ်အုပ်စုမှာ American dollar ဝင်ငွေရရှိမှုအလွန်နှေးပါနေတဲ့အတွက် ေါ်လာအပုံပြုတ်မှုတွေကိုတင်းတင်းကြပ်ကြပ်စီစစ်ပိတ်ပင်နေရမှာမိဘကနေလူသုံးကုံတွေနဲ့စေဝါတွေအပါဝင်သွင်းကုံတွေအားလုံးနှိပါကိုတင်းကြပ်ပိတ်ပင်ထားတယ်လို့ UMCC ရဲ့စီးပွားရေးလုပ်ငန်းရှင်တို့ကပြောထားပါသေးတယ်။အဲ့ဒီလိုစစ်တကပြည်ပသွင်းကုံတွေကိုပိတ်ပင်နေမှုတွေကြောင့်လူသုံးကုံတွေထက်အ धिक စေဝါတွေပြက်လက်မှုနဲ့ရှာပါမှုတွေဖြစ်လာမယ်အပြင်ဈေးတွေလည်းမြင့်တက်လာနိုင်သလိုတစ်ဖက်မှာလည်းစစ်တကပြည်ပကနေတင်းသွင်းတဲ့လေကြောင်းကုံစီတည်ယူပို့ဆောင်ရေးတွေကိုပါပိတ်ပင်ထားပြီး ပြည်တွင်းကိုတွင်းကုံတွေဝင်ရောက်နိုင်တဲ့နီလာအားလုံးကိုလိုက်လံပိတ်ဆို့နေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာနောင်လာမဲ့ရွေးကောက်ပွဲတွေကျင်းပပါကလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တက္ကသိုလ်တစ်ခုခုကောလိပ်တစ်ခုခုကဘွဲ့ရမှာဝင်ပြိုင်ခွင့်ရှိမယ်ဆိုပြီးစကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းစိုးစိုးသူကပြောလိုက်ပြန်ပါတယ်ဒါကတော့ဩဂလ26ရက်နေ့ကပဲ နေပြည်တော်မှာပြုလုပ်တဲ့သူတို့စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အစည်းအဝေးမှာပြောသွားတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိနိုင်ငံရေးပါတီတွေအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောက်အမည်စရင်တင်သွင်းမှုတွေလုပ်ရင်ဥပဒေနဲ့အညီသတ်မှတ်ထားတဲ့မဲဆန္ဒနဲ့အရေးအတွက်သတ်မှတ်ထားတဲ့အရေးအချင်းတွေနဲ့ကိုက်ညီဖို့လိုအပ်တယ်လို့အဲ့ဒီဥက္ကဋ္ဌတန်းဆိုးဆိုသူကပြောနေပြန်တာပါ။ဒါအပြင် ကိုယ်စလဲလောင်းအမီစင်းတင်သွင်းရင်ပညာအရေးချင်းတတ်မှတ်ချက်ဖြစ်တဲ့အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ပြီးသူတွေဖြစ်ရမယ်အချက်ကိုတတိမူကြဖို့ကိုလည်းပြောသွားပြီးမြန်မာနိုင်ငံမှာနောင်လာမယ့်ရွေးကောက်ပွဲတွေကျင်းပခဲ့ရင်လည်းလွတ်တော်ကိုယ်စလဲတွေအနေနဲ့တက္ကသိုလ်တစ်ခုခုကောလိပ်တစ်ခုခုကဘွဲ့ရမှဝင်ပြိုင်ခွင့်ရှိမယ်ဆိုပြီးအဲ့ဒီစစ်ကောင်စီလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးဆိုသူကပြောသွားပြန်တယ်လို့သိရပါတယ်ဒါဟာလက်ရှိသူတို့စစ်အုပ်စုကလုပ်မဲ့အတူအောင်ရွေးကောက်ပွဲအတွက်ဝင်းအရွေးခံမယ်။ကျန်ဖို့ပါတီဝင်ကိုစလဲလောက်တချို့အပါဝင် တခြားကိုယ်စားလှယ်လောက်တချို့ဟာပညာအရေးအချင်းအနေနဲ့အခြေခံပညာအထက်တန်းအဆင့်တော့မပြီးမြောက်ဘဲဝင်ပြိုင်ဖို့လုပ်နေကြတဲ့သူတွေရှိနေတဲ့အတွက်အခုလိုပြောဆိုတာတွေအထိဖြစ်နေတာလို့လည်းသိရပါတယ်တစ်ဖက်မှာတော့အကြံဖတ်မင်းအွန်လိုင်းကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာသူတို့ရဲ့တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့အတူရောင်ရွေးကောက်ပွဲကိုအပိုင်းတစ်အနေနဲ့စတင်ကျင်းပမယ်ဆိုပြီးတော့ပြောဆိုထားပါသေးတယ်အခုဆေးအစုကလုံမဲ့အတူရောင်ရွေးကောက်ပွဲစနစ်မှာ ပြည်သူလွတ်တော်အတွက်မဲအများဆုံးရသူအနိုင်ယူစနစ် FPTP ကိုကျင့်သုံးဆောင်ရွက်သွားမယ်လို့လည်းသိရပြီးအမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်ဒါမို့ပြည်နယ်လွတ်တော်အတွက်ကိုတော့ရောနှောထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် MMP ကိုသာကျင့်သုံးဆောင်ရွက်သွားမယ်ဆိုပြီးတော့ပါစစ်ကောင်စီကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ အမျိုးသားညီညွတ်အစိုးရ NGO ကာကွယ်ရေးဝန်ကြီးဌာနက PDF အထူးတိုင်းစစ်ဌာနကိုဩဂုတ်လ29ရက်နေ့မှာထပ်မံဖွဲ့စည်းပြီးစစ်ရေးအရှိန်မြှင့်မယ်လို့တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ NGO ကာကွယ်ရေးဝန်ကြီးဌာနဟာ PDF အမှတ်၁စစ်စင်ရေးနယ်မြေမှာရှိတဲ့တရင်တွေဘျူဟာတွေကိုစနစ်ကျစုဖွဲ့ပြီးအထူးတိုင်းစစ်ဌာနကိုဖွဲ့စည်းလိုက်ပြီဆိုပါတယ်။ အဲ့ဒီ PDF အထူးတိုင်းစစ်ဌာနဟာ MG စစ်ရုံကျုပ်ရဲ့တိုက်ရိုက်ကိုကဲမှုအောက်မှာရှိပြီးအမှတ်၁စစ်စင်ရေးနယ်မြေရဲ့စစ်စင်ရေးကိုကဲမှုအောက်မှာရှိတဲ့တိုင်းစစ်ဌာနတစ်ခုဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ PDF အထူးတိုင်းစစ်ဌာနအနေနဲ့တိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့ဗျူဟာတွေတရင်တပ်ဖွဲ့တွေနဲ့ပါကဖားတွေ drone လေယုံတပ်ဖွဲ့တွေကိုအူစီကုတ်ခဲ့ပြီးမာမိတ် ERO တပ်ဖွဲ့တွေ LPDF တပ်ဖွဲ့တွေနဲ့အတူစစ်စင်ရေးအရှိန်ကိုမြင့်တင်သွားမှာဖြစ်တယ်လို့လည်း MG ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ရေပြူမြို့နယ်နဲ့မုံရွာရေဦးလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုတော်လှန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုတွေအတွေ့စစ်ကောင်စီတပ်သားအစုစုပေါင်းအယောက်20ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီးစစ်တပ်ကအထိနာနေတယ်လို့သဆိုင်ရာတော်လှန်ရေးတပ်တွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒင်းတိုင်းတိုင်းကရေပြူမြို့နယ်မှာတော့ဩဂုတ်လ22ရက်နေ့ကပဲအင်အားတရာလောက်နဲ့ရေပြူမြို့နယ်59တိုင်ဘက်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေါ်လင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ရမညမွန်တပ်တော်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား10ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီတဲ့နော်။စစ်တပ်စစ်ကြောင်းတဲ့ဂစင်ကလေးရတွေဖြစ်ကုန်ကြတယ်လို့ဆိုထားပါတယ်။အလားတူတပ်ဖက်ကစကိုင်းတိုင်းဘူတလီမြို့နယ်မှာလဲမုံရွာရေဦးကာလန်ပိုင်းမှာအကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဩဂုတ်လ26ရက်နေ့နဲ့28ရက်နေ့တွေမှာပဲတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုန်းမှုအတွင်း အဲ့ဒီမှာလဲစစ်ကောင်စီတပ်သား၁၀ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြပြီအဲ့ဒီစစ်ကြောင်းတဲ့အထိနာနေတယ်လို့ဘာကြီးအောင်ပျောက်ကြားတက်ဖွဲ့တက်ခတ်ရေးတာဝန်ခံကုမဲကြီးကပြောထားပါသေးတယ်ခင်ဗျဖတ်ပါတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့ရတပိတရီနေထိုင်ရာရုံမင်ကုန်းချေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲအချက်ဖက်စကောင်စီတက်ကလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်ပြည်သူ၄ဦးသေဆုံးထားပြန်တယ်လို့ဝက်လက် information network ရဲ့တာဝန်ရှိသူကရုံကုန်းခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့ဩဂုတ်လ29ရက်နေ့ဖြစ်တယ်မနေ့ကညနေပိုင်းမှာပဲဝက်လက်မြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့ရသပီတူရီနေထိုင်ရာယုံပင်ကုန်းကျေးရွာကိုအချက်ဖက်စကောင်စီတပ်ကလေနဲ့လာပြီးဘုံတွေချက်ချသွားတယ်ဆိုပါလေအဲ့ဒီလိုစကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ကျေးရွာနေပြည်သူအမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးသေဆုံးထားပြီးနောက်ထပ်ပြည်သူ6ဦးကလည်းဒဏ်ရာရထားတယ်လို့ဝက်လက် information network ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် အကြံဖတ်စကောက်စီတက်ဟာအဲ့ဒီရုံမကုန်ကြေးဝါကိုဘာတိုက်ပွဲမှမဖြစ်ပဲရွေချက်ရှိရှိရတပြည်သူတွေကိုပြစ်မှတ်ထားပြီးလင်းနဲ့ဘုံကျဲတပ်ဖြတ်သွားတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ပကိုးတိုင်းကညောင်လေးပင်မြို့နယ်မှာရတပြည်သူတွေနေထိုင်ရာကြေးဝါတွေကိုအကြံဖတ်စကောက်စီတက်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူနဲ့ဥဒဏ်ရရထားတဲ့အပြင်စာတင်ကြောင်းနဲ့နေအိမ်တွေပါပျက်စီးထားပြီးတပကစစ်တလောက်အောက်ခံ DKBA ဘိုဘီအဖွဲ့ကလည်း ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဘကိုးတိုင်းဘက်မှာတော့အော်လာ22ရက်နေ့နဲ့23ရက်နေ့တွေမှာအကြံဖက်စစ်ကောင်စီတပ်ရင်းတွေကနေရသပြည်သူတွေနေထိုင်ရအင်ပရဲထောလူကိုပရဲစီချေရွာနဲ့ညောင်မင်းသားချေရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အဲဒီလိုစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်အင်းပြည့်ကျေးရွာနေအသက်40ကျော်အရွယ်ဦးမျိုးဝင်းထွန်းနဲ့ထောက်လူကိုကျေးရွာနေ North April War ဆိုသူတို့ဒဏ်ရာရရထားတဲ့အပြင် ဘရက်စီကြေးရွာစာတင်ကျောင်းနဲ့ညောင်မင်းသားကြေးရွာဖုန်ကြီးကျောင်းအပြင်နေအိမ်တွေပါပျက်စီးထားတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းဩဂုတ်လ26ရက်နေ့ကပဲစစ်တလောက်ခန့် DKPA ဘိုးပီအဖွဲ့ကဖအံမြို့နယ်တစ်ဖြူပင်စိတ်ကြေးရွာမှာရှိတဲ့ဒုံသမီချောင်းဒီကူးစိတ်မှာဒေသနေပြည်သူစောတမ်းများနဲ့စောနီတပ်စုတို့ပိုင်ဆိုင်တဲ့ဖောင်တစည်းနဲ့ဆက်အင်ဂျင်နှလုံးကိုပါအကြောင်းမဲ့တနက်နေ့ပြစ်ခတ်ပြီးမိရှုဖြက်စီးသွားကြတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ နေပြည်တော်နဲ့ပင်လောင်းမြို့နယ်မှာတောင်ကြချောင်းရီတွေကြောင့်နေအိမ်တွေမြောပါပြီးလူနှစ်ဦးသေဆုံးခဲ့တယ်လို့အကူအညီပေးနေတဲ့ writer အဖွဲ့ဝင်တို့ကပြောပါတယ်။ဒါကတော့အောက်လ26ရက်နေ့ကပဲမိုတီထန်စွာရွာသွန်းမှုကြောင့်အောက်လ28ရက်နေ့ဖြစ်တဲ့မနေ့ကတည်းနေပြည်တော်တကုံးမြို့နယ်နဲ့ရှမ်းပြည်နယ်ကပင်လောင်းမြို့နယ်မြို့သစ်ဘက်တွေမှာတောင်ကြရီတွေဒလဟောစီးစင်းလာတဲ့အချိန်နေအိမ်တွေပါမျောပါမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီလိုတောင်ကြရီတွေကြောင့်နေအိမ်တွေမျောပါသွားတဲ့အထက် သေဆုံးသူ2ဦးရှိထားတယ်လို့လည်းလက်တလောတိထားရတယ်လို့အကူအညီပေးနေတဲ့ Brighter အဖွဲ့ဝင်တချို့ကပြောထားပါတယ်။ပင်လောင်းမြို့တစ်ကနေအိမ်တွေမျောပါသွားတဲ့ဖြစ်စဉ်ကတော့တပီကုန်းချေရွာအုပ်စုအေဒင်ချေရွာမှာဖြစ်ပွားခဲ့တာလို့သိရပြီးလောလောဆယ်သေဆုံးသူ2ဦးနဲ့ဒဏ်ရာရထားသူ5ဦးရှိထားတယ်လို့ကနဦးတိထားရတယ်လို့နေအိမ်တော်တော်များများလည်းပျက်စီးထားတယ်လို့အဲ့ဒီနေရာကိုသွားရောက်အကူအညီပေးနေတဲ့ Brighter အဖွဲ့ဝင်တချို့ကပြောထားပါတယ်။နေပြီးတော့တကုန်းမြို့နယ်နဲ့ပြည်မနာဘက်မှာတော့ ရော်စဲတောင်ကျရေတွေကြောင့်ရေကြီးမှုဖြစ်ပွားနေတဲ့အနေမ့်ပိုင်းနေရာတွေကဒေတာကန်တွေကိုပရိုက်တာအဖွဲ့တချို့ကပြောင်းရွှေ့မှုတွေလှုပ်ဆောင်ပေးထားတယ်လို့လည်းသိရပါတယ်။လက်တလုံးမှာတော့တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းရဲ့အကျဉ်းချံတွေကြောင့်မြန်မာနိုင်ငံနေရာတော်တော်များများမှာစက်တင်ဘာလ1ရက်နေ့အထိမိုးသီးထန်စွာရွာသွန်းပြီးဒေတာအလိုက်မိုးတက်လေပြင်းတိုက်ခတ်မှုတွေလည်းဖြစ်ပေါ်နိုင်တယ်လို့မိုးစလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာ။ Okay.